နေ့ကဂျပန်ကျောက်ကျော်ဖြစ်ပါတယ်ကျုပ်ဝင်ပါမယ်။ကလောက်ပါမယ်။ဟုတ်ကဲ့ပထမဆုံးငါးမုံကိုတပိဇွန်တဝက်ညီပါမယ်ထည့်ပါမယ်။တပိဇွန်တဝက်ညီပါပါ။ပြီးတော့ဒုတိယအနေနဲ့ကပဲငံ့မြားရေပါ။ဟုတ်ကဲ့ဆက်ပါ။ပိဇွန်ဇွန်ထည့်ပါမယ်။ မီရင်ဟင်းချချွေရေးထဲပါမယ်အဲ့ဒါလေတေးတေးလေးလေးအဲ့ဒါလေနည်းနည်းပဲထည့်ပါမယ်ကျွန်တော်ကြက်ကို2လုံး3လုံးနာပါဒီပင်ပင်ခတ်ချိုရပါဟုတ်တကြောက်ကိုကျွန်တော်တို့ဇွန်လေးနည်းနည်းလောက်ပဲဟုတ်2လုံးစားအောင်နည်းနည်းပဲတုံးပါမယ်ဒီပင်ကြက်နောက်တစ်ခုကြီးထည့်ပါမယ်ကျွန်တော်တို့တေးဘစ်ပူးန2လုံးစားပါ2လုံးစား2လုံးစား2လုံးစားပါ နာနုထဲဟိုကောင်းနော်ကြိုက်တယ်နာနုထဲနာနုကြိုက်တယ်ဆိုရင်နာနုထဲပါနာနုဟိုကကျွန်တော်ကမရှိဘူးဆိုတော့ထဲတော့ပါဟိုပြီးတော့ရင်ကျွန်တော်တို့ဟိုစကားနဲ့စစ်ပါတယ်ကျေကွန်ဒီဂျပန်လူမျိုးတွေအရင်အစားတောင်းနေပတ်သက်နေတယ်နော်။မှားမခံပါဘူး။ဟုတ်ကဲ့ဆစ်လို့ပြီးသွားပါပြီ။ ဥဆိုရင်ကြက်ကိုစစ်ပြီးသွားတဲ့ခါမှာကျော်တော့ကျော်ပါတော့မယ်အဲဂျပန်လူမျိုးတွေကအဓိကသူတို့စားတောက်တွေကိုဟိုဘယ်လိုပြောမလဲဆိုတော့တန်ရှင်းမှုကိုအဓိကအားပေးရပါတော့နော်ဒါကတော့ကြက်ဥကျော်တဲ့ဒဲလေးပါအဲမြန်မာဒဲနဲ့မတူပါဘူးသူကအပြားပါဗျဒီမှာစပြီးတော့မီးပွင့်လိုက်ပါလေဟုတ်သူစီစွပါမယ်စီကိုကျွန်တော်တ िश ူလေးနဲ့တုံးတယ်နော်တ िश ူလေးကိုစီစွတာပါနာ နောက်မှာသူကမနောင်ကျွန်ရဲ့နေရာကိုတွားမှာဖြစ်ပါတယ်ကတ်သွားမှာကတ်သွားမှာပါအဲကြောင့်မစီတော့ရပါတယ်တ िश ူတော့မှာဗျာဝိစာတော့နိုင်လို့မကောင်းနေဗျာဝိစာအောင်ရဲတယ်မော်နော်ရဲတဲ့တော့နိုင်ကောင်းတယ်ကျွန်တော်တို့ကချက်ချင်းနဲ့ငင်းဆိုတော့စီစွတ်တဲ့ဝိစီဟိုဟာတ िश ူလေးတော့နိုင်တယ်ဗျာဆောင်ပါမယ်ဆဲဥပူတဲ့ခါကြမှာကျွန်တော်တို့ချက်ကြော်ထည့်ပါမယ်ချက်ဥပူရတာထည့်ပါမယ်ဟုတ်ပါဘူး ဟုတ်ဒီမှာဆက်ချလိုက်တဲ့ခါကျရင်အဲကျောက်ဦးရဲ့အနေကျော်ကျော်လို့ရမယ့်အနေထားမြင်ရပါတယ်โอเคဒီအနေထားကျော်လို့ရပါပြီဟိုပပပဲဗျကျွန်တော်တို့မြန်မာနဲ့မတူမြန်မာတော့ရှိတဲ့များခုံလောင်းတဲ့လိုက်အဲ့လိုပီဂျာမားဟောပါတော့ဒီဟိုကကြီးနဲ့ညက်စားတာတို့နောက်မတလုံးကြီးညီကျော်စားတာတို့တော့ပါသူတို့ကတော့မဟုတ်ပါဘူးပပပဲဆိုတာပါအဓိကကျောက်ဦးကသူတို့ကလိတ်တာသူတို့ သူမြန်မာကျောင်းနဲ့ကွာတဲ့ချက်သူတို့လိပ်ပြီးစားတာကျောင်းအဲကြောင့်သူတို့တည်းအပြားသုံးတာပေါ့နော်သူတို့ကွာချချက်ကဟုတ်ကဲ့ဟုတ်ဒီနေသားတော့ရပါပြီအဲ2မိနစ်လောက်ပဲကြောတယ်ဗျ2မိနစ်လောက်ပဲဟုတ်ကဲ့ဒီနေသားတော့ပြေးလို့ရပါပြီကျောင်းထိတ်တာပါ ရန်ကျွန်တော်ဒီချက်ဆိုပြီးရင်နောက်တစ်တစ်ချက်ကြော်လို့စီချက်ဆိုပါမယ်ဒီတစ်ချက်ကိုဘီးကတ်ထားပါမယ်စတန်ကြောက်လိုက်ပါဒီမှာနည်းမပြလို့ခေါ်ရဘရန်ဒါမှခေါ်ရချာကြီးရချိုးတာပါကျောင်းကျော်ပြောပါ ကက်ဒုတိယချိန်မြောက်လည်းပြတာပါပြီနောက်ထပ်တစ်ချိန်ထပ်ပြီးတော့ကျော်ပါမယ်ပြီးရင်လိတ်ပါမယ်ကျော်လိတ်တာပါနောက်ချိန်ထပ်ထည့်ပါပြီ။ဟုတ်ပြီ။အဓိကဆက်သွားအောင်ပေါ့နော်သူကလည်းအခြေလေးကိုနည်းနည်းလေးရေးလေးပို့ပြရပါလား။ တော့ပေါ်အချက်နဲ့သွားပြီးဆက်သွားတဲ့အချိန်မှာသူကခောက်လိုက်တာပေါ့ဘောတရားတော့ထက်ကြီးမဟုတ်ပေမဲ့ဆက်ဆောက်သွန်းတို့ခါစမ်းမှာတော့သူကပြောရမယ်ကြည်တာခဏခဏဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကကြွညင်သွားပြီးဆိုတော့ဒီလိုကောင်းကောင်းလိမ့်နေပါပြီလိမ့်ပါတယ်ဟုတ်ဂျပန်ကျောက်လို့ခေါ်ပါဂျပန်ကျောက်ကျော်လို့ခေါ်ပါဟုတ်ကဲ့ဒါကတော့စတုဒ္ဒအချိန်မှာစတုဒ္ဒအချိန်ထပ်ပြီးတော့ထည့်ပါတယ်ထည့်ပြီးတော့6ခန်းပါတယ် ကျော်ပါတယ်ကျော်ပြီးတော့ခောက်ပါတော့မယ်ခောက်တာလေးကြည့်ကြရင်ရပညာသားပါเนาะအပညာသားပါရောညင်တော့အားလွယ်လိုက်တာဒါမဲ့တကယ်တည်းလုံးကြည့်ပါလုံးကြည့်ရခါကျရင်အဲတွန့်လာပြရှိတယ်ပါဟုတ်ကဲ့တော့တင်းနေဟုတ်ဟောအမုံလာဦးခွန်ွာလာတာကိုဟိုချစ်နေပါဟုတ်ကဲ့

ွန်လာဦးကိုအခုကဘာကြီးထည့်လိုက်ရမလဲ swine sock swine sock ပါ swine sock swine sock ဆိုတာအမြဲရပါအနည်းမုံလည်းမကြည့်ဘူးစားလို့ရပါပြီဒီနေသားတွေဘုံလာဦးနဲ့တို့ပြောစားမှာပါဟဲ့ဂျပန်ကျောက်ကျော်ပါအိမ်မှာလို့စားကြည့်ပါတကယ်ကောင်းပါလေရတာဒီကောင်းပါလေစားပြီးရစားရပါမယ်